အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်တီ channel ရကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဘူတာတင်ရေးသားထားတဲ့အောက်ဆက်ရဲ့စကန်းကတစေကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှလည်းသိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ဒဇောင်မုံနဲ့တော့ပြာသူလာရီစုပါကကောက်ကြီးလေတွေကဖုံတုံးလုံးနဲ့မရိတ်သိမ်းရသေးပေမယ့် အနာဖတ်မူရင်းတော်တွေဆိုရင်လည်းစိုက်ပျိုးဖို့ဆိုတာကအဝေးကြီးလို့သေးရဲ့လက်လုံးလက်စားတွေကကိုနီကိုဟန်နဲ့အလုရှာပြီးလောက်ကင်စားတော့နေကြပြီမဲ့လဲလဲတောင်သူတွေကတော့နွားကြွေးကြွေးကြအလုံးလောက်သာရှိကြပြီးအားနေတတ်ကြတယ်အဲဒါကြောင့်ဒီလရသည်ရောက်ရင်တောတက်ပြီးတိခုတ်ဝါခုတ်လောက်ကအပြင်းဝင်ဝင်ရှာတတ်ပါတယ်ရွာထဲမှာတောတက်ပြီးတိခုတ်တဲ့အဖွဲတွေကတာရင်ခေါင်းဆောင်တဲ့အဖွဲဆန်အေးခေါင်းဆောင်တဲ့အဖွဲအောင်ဘုခေါင်းဆောင်တဲ့အဖွဲဆိုပြီးသုံးဖွဲရှိရဲထို့သုံးဖွဲထဲမှာ တပွဲတောပြန်တက်လာပြီဆိုရင်လည်းတာတင်တို့အရေးရှိကုပြစ်မှာညာခါဆုံးလေးရှိကြတယ်။တော်ထဲမှာစစ်စင်ရေဘလူစင်းနေရဲ့ဂိတ်တွေဘလူချထားတယ်။ဘဲစကမ်းမှာဘာတိတွေကဘလူရှိနေရဲ့ဆိုတာတိုင်မြင်ကြခြင်းဖြစ်တယ်။တာတင်ရဲ့မိဘတွေကအဲဝေးကြည်ကြတယ်။ရင်းနှွေးကြမ်းလက်ဖက်ထက်ညက်စားနာရီနဲ့အဲခန့်တက်လေရဲ့ဒီနေ့ညနဲ့စံအီတို့အဖွဲ့တောအပြန်လာတာမို့တာတင်ရဲ့အရေးကုပြစ်မှာရင်းနှွေးကြမ်းနဲ့ထက်ညက်ကိုမြည်ရင်နဲ့တောတက်ခဲ့တဲ့အကြောင်းဆွေးနွေးနေကြတယ်။ ဆန်ကြီးကသူတော်တက်ခဲ့ရမှာကြုံငယ်ရတဲ့အတွေ့အကြုံကိုပြောပြရင်စကားဆလာရင်နဲ့အောင်ပုကိုမေးလိုက်တယ်။အောင်ပုမင်းတို့မနဲ့ပြန်တော်တက်မှာဆိုအေးအချင်းနေဘလို့ရှိတယ်။အောင်ပုကဆန်ကြီးကိုပြန်မေးလိုက်တယ်။အားလုံးကတော့ဥပန်မယ်။ဂေးလဲချမထားဘူး။စစ်စင်ရတယ်မရှိဘူး။ကြောက်ခွဲကြောင်နေမှာအေးနေကိုစီးနေရပဲ။ဒါမဲ့မင်းတို့အောက်စရက်မှာတော့စခန်းမချကြနဲ့နော်။ဆန်ကြီးကသတိပေးတယ်လို့ပြောလာတော့တယ်။ဟာဘာဖြစ်လို့လဲကွ။ဒီလိုကွ။ တို့ရညနေ၄နာရီလောက်မှထွက်လာတော့ည၉နာရီလောက်မှအောက်စီရက်ကိုရောက်တယ်။ဒီတော့ထုံးစံအတိုင်းစခန်းချမယ်ပေါ့။နွားရီကိုလဲရဖြုတ်ရင်းနဲ့ဇေယျပေါ်လှမ်းကြည့်လိုက်တယ်။အဲဒီမှာလူတယောက်ခေါင်းရင်းမှာမိကွက်လေးထုံးပြီးအိတ်နေရဲ့။ဒါနဲ့တို့လည်းထမင်းစားမယ်ဆိုပြီးဇေယျပေါ်တက်လိုက်တော့လာလာအိတ်နေရမဟုတ်ဘူးပဲ။လူသေးအလောင်းကြီးကဒါနဲ့တို့လည်းကမန်းကရန်နွားရီကိုယုံပြီးထွက်လာခဲ့ရတယ်။မနေ့ကမှစုံစမ်းကြည့်တော့အဲ့ဒီအနီးတစ်ဝိုက်မှာဘယ်တဲစုဘယ်ရွာမှနားရီမရှိဘူးတဲ့။ဟုတ်လား။ အေးမင်းပြောတာစဉ်းစားစရာပဲအဲဒီတော့အောင်မှုမင်းတို့သွားတဲ့အခါစကန်းကိုအောက်စီးရမှာမချတာကောင်းမယ်အင်းလေဒါပဲရှိရတာပေါ့အောင်မှုကစံအေးအကြံပြုချက်ကိုလက်ခံလိုက်တယ်ဆွေးနွေးပွဲလေးကိုစံအေးရဲ့ကြောင်မက်ဖွယ်ဇလန်းနဲ့အဆုံးသက်ပြီးလမ်းခွဲလိုက်ကြတော့တယ်လောက်ကြဟိတစ်တေတင်းကြပြီးရင်တင်းစရာတင်းစရာထုတ်စရာတွေထုတ်ပြီးသွားကြရအောင်အောင်မှုကသူ့ရဲ့လေဖွဲ့ကိုနှိုးစော်လိုက်တယ်အားလုံးအိုးအင်းဓာတ်ွက်တွေလဲပေါ်တင်းပြီးတော့ တုတ်တန်တုတ်နှောင်တန်နှောင်နဲ့ပြပြတဲ့လုံးနေကြချိန်မှာတင်မောင်တယောက်သူ့လဲပေါ်တင်ထားတဲ့တစ်လုံးကြီးကိုကြည့်ပြီးတခູ່ခုအပြေရှာနေသလိုဒါအောင်အောင်ပူကမြင်တော့ဟဲ့ကောင်တင်မောင်ဘာလုံးနေရလဲမြင်မြန်လို့အောက်စီးရမှာစကန်းချလို့မဖြစ်ဘူးအောက်ကြောက်ပုံထိဆုပ်ပြီးအိမ်မှာစံအေးမှလိုက်တာသိရမလားအေးပါကွငါငါတစ်ကြီးကိုကြည့်ပြီးစိတ်ထဲကတမျိုးကြီးမို့လို့ကွဘာမှတမျိုးကြီးဖြစ်နေနဲ့ငါတာဝန်ယူတယ်တင်မောင်ပြောရလဲမှန်တယ်သူ့တစ်ကြီးကသူတကားလို့ အပင်လဲပြက်တာမဟုတ်ပဲပြက်ပြီးတော့ပြီးသားဒါမဲ့ကြာတော့ပါပြီချုံတွေတွေအတော်အတန်ဖုံးနေပြီဖြစ်တယ်ချုံတွေရှင်းလာရုံနဲ့အလွယ်တကူရလာတဲ့တစ်ကြီးဖြစ်ပါတယ်ဒါမျိုးဆိုတာလုတ်ခဲတဲ့လူကအဆောက်တွေပိုင်းနဲ့လှုပ်ထားတတယ်တင်မောက်လည်းတုံ့နှောင်ပြီးရနဲ့သူတို့လဲဖွဲ့တောထဲမှာစထွက်ကြလိရဲ့တအီးတကြူကြီးမောင်းလာကြတဲ့အောက်ကျောက်ပုံစခန်းကိုရောက်လာကြတယ်ကဲကဲလှဲတွေချိုးကြဟိတ်သမီးတောင်းနေယူခဲ့ကြစားတော့ပြီးဒီမှာပဲအိတ်ကြမယ်အောင်ဘူးကသူ့အဖွဲ့ကိုအမိတ်ပေးလိုက်တယ် အားလုံးလဲရိဖြုတ်ပြီးရနဲ့စားကြတော့ကြလေရော်တယ်။အဲဒီနောက်မောမောပပတ်နဲ့အိတ်လိုက်ကြတာတချို့တည်းအိတ်ပျော်သွားကြတယ်။ဘလောက်ကြကြအိတ်ပျော်သွားလဲမသိ။နိုးလာတော့အချိန်က၃နာရီကျော်လောက်ရှိပြီ။ဟဲ့ကောင်နေထကြဟိုမှာကြည့်ကြစမ်း။တင်မောင်ရဲ့အလန်တကြားအော်တန်ကြောင့်အားလုံးဂလုံးစုံပွားနဲ့ထထိုင်ကြတယ်။တင်မောင်ပြတဲ့နေရာကိုအားလုံးကြည့်လိုက်တဲ့အခါအီယာမလူကြီးတယောက်တင်တောင်းတတလာလုံးပတ်ရှိရဲ့၆တောင်တူတစ်တုံးကြီးကို ကစောင်းတင်ပြီးတောဆက်မှာရှောက်သွားနေရတွေ့ကြရတယ်။ထိုလူကြီးကအောက်စီးရက်စီကိုဥတီသွားနေမှန်းအားလုံးသိလိုက်ရတယ်။အောက်စီးရက်နဲ့အောင်ပူရောဖွဲ့စခန်းကြတဲ့အောက်ကျောက်ပုံကလည်းတအားကြီးတော့မဝေးလာပဲအတန်ကြာမှထိုအေယာမလူကြီးကဝေယုံတော်ထဲဝင်ပြီးပျောက်ကွယ်သွားတာကိုတွေ့လိုက်ကြရတယ်။အားလုံးကြောက်နေတကြနဲ့အံ့အားသင့်ပြီးကြောက်နေကြတယ်။အောင်ဘူးလိုဖွဲ့တတိပြန်ဝင်လာတော့မှတင်မောင်ကဒီလိုကငါအိပ်ပြော်သွားတော့အိမ်မက်လိုလိုတကယ်လိုလိုနဲ့လူတယောက်ကငါတစ်တုံပြန်မေးဆိုပြီး ငါလဲပေါ်တက်လာတယ်ကွာကျက်တက်ထားတဲ့ကျိုးတွေကိုစုပြုတ်တာဟိပြီးတော့မှတေလုံးကိုဆွဲမပြီးတော့ကစောင်းတင်လိုက်တယ်အဲဒီကြမှာလူကြီးကအကြီးကြီးဖြစ်သွားတာငါလဲလန့်လို့လာပြီးမင်းတို့ကိုနှိုးရတာပဲခုတော့မင်းတို့မြင်တဲ့အချိန်ပဲဟိုမှာငါလဲရတစ်တုံးကြီးနဲ့မရှိအောင်ဟုတ်ပါတယ်တင်မောင်းလေဘောကတစ်တုံးကြီးမရှိရောပါတင်မောင်းကြီးရတာအကြောက်ပြေပုံမပေါ်သေးတီတီကျက်တက်ဖြစ်နေုံမေထိုစင်မှာပဲမနီမဝေးရွာလေးစီကလေးနာရီတုံးခေါက်တန်ကြားလိုက်ရတယ်ဒီရောမှအောင်ပုလေတင်မောင်းအောင်အားပေးနေတဲ့ ကဲကဲတင်မဒီလောက်လဲကြောက်မနေပါနဲ့တော့မင်းရဲ့တော်တက်စရိတ်ကိုလည်းငါတို့ဖွဲ့ရစုပေးပါမယ်ကဲကဲလဲရီကောက်ကြတော့ဟိတို့ထွက်ရအောင်အားလုံးလဲရီနဲ့နောက်ခရီးဆက်ကြတော့တယ်ရွာပြောင်တော့အဖြစ်ပြက်တီကိုအောင်ဘူးကစံအင်းနဲ့တာတင်ကိုပြောပြတယ်ထုံးစံတိုင်းတာတင်တို့အိရှိကုပြစ်လေးမှာရင်းနှီးစက်နဲ့လက်ဖက်တုပ်စားရင်တွေးဆောင်ကြခြင်းဖြစ်တယ်အောင်ဘူးပြောပြတဲ့အီယာမလူကြီးကြောင့်နားထောင်ပြီးအားလုံးကြောက်လန့်နေကြချိန်မှာတာတင်ကငါတော့ဓာမျိုးတွေကိုတွေ့ကျင်တာ တို့ဘွက်မနက်ကိုတော့တက်မှာမင်းပြောတဲ့နေရာကိုတော့ရှောင်ကွင်းမနေဘူးအသွားရောပြန်ရောအဲ့ဒီအောက်စီးရဲမှာပဲစခန်းချမှာပဲတာတရအတော်အတန်ကြောက်တဲ့သူမဟုတ်တယ်လို့သူ့အဖွဲ့ရခွေးပုကျွတ်သူဝက်ကြီးနဲ့ဖိုးငှက်တို့ကလည်းမိုက်တီးမိုက်ကန်တစုထိုးသမားတွေလက်တွေ့မှယုံကြည်လက်ခံသူတွေဖြစ်တယ်တာတင်တို့အဖွဲ့တော့တက်ထွက်ခဲ့ကြတယ်နမဲကြီးနေတဲ့အောက်စီးရဲစခန်းကိုရောက်လာကြပြီအချိန်ကမနှက်ဆယ်နာရီတာတင်ကကဲအောက်စီးရဲတော့ရောက်ပြီကြီး နွားတွေဖြုတ်ရေတိုက်ကြပြီးရင်ထမင်းစားကြမယ်။အောက်စရက်ရှိစကန်းတွေကအတော်ကောင်းတယ်။ဇရက်ကလေးပေးမှာတောက်ဖို့သုံးဖို့ရေကန်တွေရအသင့်နွားရီကိုရေတိုက်ပြီးထမင်းတောင်းနေတဲ့ကထမင်းစားဖို့ဇရက်ပေါ်တက်လိုက်ကြတယ်။ဆန်အေးပြောသလိုလူသေးအလောင်းကြီးများရှိနေမလားလို့ဟိုဟိုတီတီလိုက်ကြည့်ကြပေမဲ့လေဇရက်ပေါ်မှာဘာမှမရှိဇရက်ပေါ်ရောက်တော့မှဇရက်ဘေးနားမှာတုံးလုံးပက်လက်ရှိနေတဲ့တစ်တုံးကြီးကိုတွေ့လိုက်ကြရတယ်။တန်တရာဇရက်ပေါ်မှာခုံချလိုက်ပြီးတော့တစ်တုံးပေါ်ခြေတစ်ဖက်တင်က ဒါအောင်ဘူးတို့ဖွဲ့ရတင်မောင်ရဲ့တစ်တုံးပဲဖြစ်ရမယ်ဒိုးဖွဲ့ရဲ့လှဲတစီအတွက်တော့ရပြီပေါ့ဒီတစ်တုံးကိုအပြန်ငါတင်မယ်ဟဲ့တာတရပြောလိုက်ပြီးဇရက်ပေါ်ပြန်တက်ကအားလုံးအတူထမင်းစားကြတော့တယ်ဟိုရင်ကဤအောင်စရဲ့စကံကရေကန်လေးနဲ့တိရိပ်ဝါရိတ်တွေနဲ့တတရရအေးအေးမြမြတောင်းနေရလဲမနီမွေးဆိုတော့တောသွားတောပြန်နေနာကြစကံကြကြနဲ့စီစီကားကားရှိခဲ့တယ်ခုတော့တောတက်သူတွေတရားပြီးတရားပြန်ပြောတဲ့ ခြောက်ချောက်ပွရာတည်င်းနေကြောင့်ခုနားသူမရှိ နေဘူးပြင်းမှာအထီးကျန်လည်းရှိရဲ့တာတင်တို့ဖွဲ့လဲစားပြီးတောက်ပြရနဲ့တော်ရဲကိုခရီးဆက်ခဲ့ကြတယ်။နောက်နေ့ရက်ကြညနေဆောင်ချိန်မှာတာတင်တို့ဖွဲ့တစ်တေတင်ပြီးအောက်စရဲစခန်းကိုပြန်လာကြလိမ့်ရဲ့တာတရသူ့အဖွဲ့ကိုမေးလိုက်တယ်။အောက်စရဲရောက်ပြီးဟဲ့ဒီမှာစခန်းချကြမလား။တာတင်ရဲ့အဖွဲ့သားတွေကလုပ်ငန်းပြီးချိန်အရင်လဲတောက်ထားကြတာမို့ခက်ထွေတွေနဲ့ဒီမှာပဲစခန်းချမယ်ဟဲ့ဒီစရဲမှာနေတယ်ဆိုတဲ့တစီကိုဒါနဲ့နှုံတော့စင်းပြီးချက်စားပြစ်မယ်။ ဟုတ်တယ်။ကင်းပြီးအရန်နဲ့မြည်ပြင်မယ်။အေးဟုတ်တယ်။ငှလဲရလဲဒီအသက်ကိုတင်ရအောင်မှာဒီတော့စားတော့ပြီးနားကြတာပေါ့။မနေ့ကမှစောစောတင်ပြီးတော့ထွက်ရအောင်။ဒါနဲ့သူတို့အဖွဲ့နွားရီကိုဖြုတ်ရေတိုက်သေးချချပြီးတော့ပါလာတဲ့အရက်ပုံနဲ့တမင်းဟင်းတွေကိုခြောက်ကတောက်ကြစားကြနေရဲ့။အတော်ညင်းနေလာတော့ကဲအိတ်ကြမယ်ဟိ။ဓာရီကိုကိုဘေးကိုထားကြ။တတိနဲ့အိတ်ကြဟိ။တာတင်ကတတိပေးလိုက်တယ်။သူတို့အဖွဲ့လဲပန်းအပန်း အရက်ရှိန်လေးနဲ့ဆိုတော့တချိုးတဲ့အိပ်ပျော်သွားကြတယ်။ညနေနားကြီးခွဲလာမှတာတင်ရနိုးလာကအိယဘေးရဓားကင်လေးရဲ့ငုတ်တုတ်ထိုင်ကခြိထားတဲ့နွားလေးစီကိုလှမ်းကြည့်လိုက်တယ်။ဖိုးငှက်ရဲ့ငွားတကောင်ကရေကန်နားကိုရောက်နေလေတယ်။ထိုကတာတင်ရသူ့ဘေးမှာအိမ်လေးရဲ့ဖိုးငှက်ကိုလှုပ်နိုးလိုက်ကဟိတ်ကောက်ဖိုးငှက်ထအောင်မင်းနွားလွတ်နေတယ်။ဖိုးငှက်ကလည်းတတိယကောင်နဲ့တခါလဲထတိုင်ကဘေးရဓာတ်ကိုဆွဲကင်လိုက်တယ်။ဘယ်လဲကိုသားတင်ဟိုမှာမင်းနွားလွတ်နေတယ်။ ဖုန်ကကဓာဝကိုင်ကသူ့နွားရှိရာရေကန်လေးစီကိုဆင်းသွားလေရဲ့ထိုအချိန်မှာတာတရကျန်လူတွေကိုအကုန်နှုတ်လိုက်တယ်ဟဲ့ကောင်လေးကြွက်သူတို့ဝက်ကြီးကိုထားကြအောင်သူ့ဖွဲ့တွေတတိယကောင်းကြလေရဲ့အားလုံးတစ်ခါလဲထားထိုင်ကဓာကိုစီကန်မီသားဖြစ်နေကြတယ်ဘာလဲဟာတာတရဟိုမှာဖုန်ကနွားလွတ်သွားလို့ဆင်းဖန်းနေရဲ့အားလုံးကဖုန်ကကိုကြည့်လိုက်ကြရာလာရအောင်မှာနွားရှိရသွားဖုန်ကကနောက်ကစုတ်သက်ကလိုက်နေအောင်မြင်ကြရလေတယ် အဲဒီလိုနဲ့နွားကရှိရတော့ဖိုးငက်ကနောက်ကလိုက်နဲ့ဝေယုံကြုံကြီးအွယ်ကိုရှောက်သွားတယ်။အားဆိုပြီးဖိုးငက်ရဲ့မချိမဆက်အော်တန်ကြီးကိုကြားလိုက်ကြရ။တာတင်တို့ဘွဲဓာကိုစီနဲ့ဝေယုံကြုံကြီးရှိအောင်ပြေးသွားကြတော့တယ်။ခြိထားတဲ့နွားတွေကလည်းနှွေရက်တွေဆွံ့ပြီးနှာတွေတရှူးရှူးမုတ်ကယုံကန်နေကြတယ်။တာတင်တို့ဘွဲရဲ့ခေါဟထိုးဟလိုင်းဟဆိုတဲ့ညာတန်ကြီးကတိတ်ဆိတ်နေတဲ့အောက်စခန်းရဲ့ညလေးကိုတမဟုတ်ချင်းစူညံသွားစေရဲ့။ညာတန်များနဲ့တူ တာတင်တို့အဖွဲ့ဝေယုံကျုံကြီးနာရောက်သွားတဲ့အခါဖိုးငှက်ကိုမတွေ့ရလို့တစ်ဖက်ကထဲစာခဲပြင်ကြီးကိုကြည့်လိုက်တယ်။ခြေတွဲလောင်းလက်တွဲလောင်းနဲ့မှောင်ရဲဖြစ်နေရဲ့ဖိုးငှက်ကိုကစောင်းတင်ကတလန်းချင်းသွားနေရဲ့လူကြီးကြီးကိုလာရအောင်မှအထင်သာတွေ့လိုက်ရတော့တယ်။တိတ်လည်းမဝေးလား။ဝိုင်းဟလိုက်ဟဓာနဲ့လိုက်ခုဟညာတန်ပေးအော်ဟိနေကြတဲ့တာတင်တို့ဖွဲ့လက်ကြီးမားတဲ့လူအကြီးကြီးကြောင့်ရှေ့ကိုတရားမှမတိုးရဲကြတော့သူတို့ရဲ့အတန်တွေကိုလူအကြီးကြီးကဂယုမဆိုင်တယ်လို့တစ်ချက်လဲကြည့်ပြီး ကစောင်းတင်ထားတဲ့ဖိုးငှက်ကိုလွှတ်ချလိုက်တယ်။အိမ်နောက်တဖြည်းဖြည်းပြန်လဲလာပြီးတော့တာတင်တို့အဖွဲရှိအောင်ဥတီလေးရဲ့တရွေ့ရွေ့ရှောက်လာနေရတယ်။တဖြည်းဖြည်းနီးတဲ့နီလာရတာတင်တို့ဖွဲ့လေလူကြီးကြီးကိုထင်ထင်ရှားရှားမြင်လာရလေရဲ့။ဟင်းရီတာပကံလောက်ရှိရဲ့နီရဲနေရဲ့မျက်လုံးကြီးနှလုံးတောင်းရဲ့အိုကန်ရှိရဲ့နှကောင်းကြီးငရုံကျပွေးခန့်အဆွဲတွေထွက်နေပြီးတော့တရေတွေကျနေရဲ့သကောလောက်ရှိရဲ့ပစက်ကြီးနဲ့အုံမေလောင်မြင့်တဲ့အရက်ကြီးတို့ကြောင့်တာတင်တို့ဖွဲ့သွေးဖြတ်သွားပြီး ပြင်းမိပြေရပြေးကြလေရောတယ်ပြင်းမိပြေရပြေးကြတယ်ဆိုပေမဲ့လည်းကံရတော့ကောင်းကြတယ်လူစုကွယ်မသွားပဲအောက်စရက်စကန်းနဲ့မဝေးလာတဲ့စကန်းတာဆိုတဲ့ရွာလေးကိုရောက်သွားကြတော့တယ်ကဲတော်မူကြပါဗျကဲကြပါဗျတစေကြီးကလိုက်တက်နေပါတယ်ဗျစကန်းတာရွာလေးရဲ့ရွာပေါ်ဝါမှာလူတဲစုကတာတင်တို့ဖွဲ့အော်ပြေးလာကြတာဦးလက်နေတမီးရဲ့နဲ့ထိုးကကြည့်နေကြတယ်တာတင်တို့ဖွဲ့ကလူဟုတ်ကြီးနားရောက်တာနဲ့လူဟုတ်ကြီးရဲ့အတင်းတိုးဝင်လိုက်ကြတယ်တစေကြီးလိုက်လာတယ် ကဲကြပါအကြီးပြလောက်ကြပါအောင်အမျိုးမျိုးအော်ကအကြောက်ကြီးကြောက်ပြီးသွေးပြန့်နေကြတော့တယ်ကဲကဲဒီနေရာရောက်မှတော့ကြောက်မနေကြနဲ့ရော့ဘာမှကြောက်စရာမလိုဘူးထို့သောအာဘိစကားပြောလိုက်ပေမဲ့လေတဆေကြီးလာနေပြီဟိုမှတဆေကြီးလိုက်လာနေရဲ့ကျောင်းလန့်ကဆက်လက်អော်နေကြတယ်အခြေအနေမဟန်ကြောင်းတည့်ရဲ့လူကြီးတယောက်ကကဲကဲဒီတိုင်းတော့မဖြစ်ဘူးသူတို့ရွာဦးစရာတော့စီခေါ်သွားမှဖြစ်မယ်ငါတော့သူတို့ကိုခေါ်ခဲ့မင်းတို့ဖွဲ့ရောလိုက်ခဲ့ကြအောင် ထိုကာမရွာလူတို့ကတာတင်တို့ဖွဲ့ကိုဖုံးကြီးကြောင်းကိုခေါ်သွားကြတော့တယ်။တာတင်တို့ဖွဲ့ကတော့စကမ်းရောက်လာပေမဲ့လည်းမသိ။ဆရာတော်ကြောင်းရောက်လာတာလည်းမသိ။ဘာမှမသိကြပါ။မနဲ့လေမှဘေးနားမှာထိုင်နေတဲ့လူတွေနဲ့ဆရာတော်အမည်မှဆရာတော်ကြောင်းပေါ်ရောက်နေမှသိကြတော့တယ်။တကားလေးတို့တတိယပြီလား။တင်မတတိယပါပြီဖေရ။တတိယရေဘလို့ဖြစ်တာလဲပြောပြစမ်းကွာ။ထိုကာမတာတင်ကဖုံးကန်နွားလူရဲ့ထာဖန်းရမှာစား၍အကြောင်းစုံရှင်းပြလိုက်တယ်။ အခုဖိုးငှက်ကတော့တစေကြီးလက်ထဲမှာကြံခဲ့ပါရဲ့ဖေရ။တေသလားရှင်သလားမသိရသေးပါဘူးဖေရ။ကဲကဲထားတော့တကာပါမိမင်းကရွာရရလူငယ်တွေစုပြီးအောက်စရက်စခန်းကိုလိုက်သွား။ကုညီလိုက်ပါကွယ်။ဒုက္ခရောက်သူကိုကုညီကောင်းပါလေ။ဆရာတော်ကရွာတကြီးဥပမီကိုအမေပေးလိုက်ရာ။တင်မကုညီလိုက်ပါမယ်။အဲဒီလိုဆိုကအသည်သည်ဆရာတော်ဝှစ်ချပြီးအเจ้าမမှာဆင်းသွားကြတယ်။ရွာလူငယ်တွေကိုရွာတကြီးဥပမီကခေါင်းဆောင်ပြီး တာဒီနိုးပွဲနဲ့တူအောက်စီးရဲစခန်းကိုရောက်သွားကြတယ်။တော်ပါသေးရဲ့။ခြိထားတဲ့နွားတွေကတစ်ခေါက်မှပြောင်းမသွား။ခြိထားတဲ့အတိုင်းအောက်စီးရဲစခန်းကလည်းဘာမှမဖြစ်ခဲ့သလိုဘဂတိငိန်တဲ့လျက်တကြီးပါမီကစခန်းကိုအကဲခတ်ကြည့်လိုက်ပြီးတော့မောင်ရင်မင်းတို့ကြံရည်တယ်ဆိုရဲသူကဖမလဲ။တကြီးပါမီကတာဒီကိုမြင်လိုက်တယ်။အဲ့ဒီဝေယုံချုပ်နေရဲ့ဟိုဘက်ရာခင်းနဲ့ထဲစာခင်းပြင်ကြီးမှနောက်ဆုံးမြင်ခဲ့ရပဲပေါ့။ကဲအားလုံးလာကြဟဲ့။ထဲစာခင်းပြင်ကိုကြည့်ကြစမ်း။ ထဲစားခဲပြင်ဟာအတော်ကြီးကျယ်ပြန့်တော်မူအတော်လေးမျက်စိကစားရတယ်။သူတို့အလုံးဝေယုံအောက်ကနေထဲစားခဲပြင်တဲ့ကိုဂယုတစရှာကြည့်နေတယ်။အိမ်နောက်ရွာသားတယောက်ကအလံတကြားနဲ့ဟာဟိုမှာတကြီးမဲမဲကုန်းကုန်းကြီး လူနဲ့တူတယ်။ထိုးရွာသားပြတဲ့နေရာကိုအလုံးကြည့်လိုက်ရာထဲစားခဲပြင်အလုံးတော်ဆက်မကြားတကြားနောက်မှာတွေ့လိုက်ရတယ်။အေးဟုတ်တယ်လာသွားကြည့်ကြမယ်။တကြီးကောင်းဆောင်ကအဖွဲလိုက်ထဲစားခဲပြင်ကြီးတဲဖြတ်ပြီးသွားကြည့်ကြတယ်။အနာရောက်တော့ဟုတ်ပါတယ်။ ဖုန်းငှက်တရာမှောက်လျက်ကြီးအသက်ပြောင်နေရော်တယ်။ကဲကဲလာကြဟဲ့သူ့ကိုလှဲရစီရအောင်တဲ့ကြကွ။တကြီးမိတ်ကြောင့်ရွာသားတွေအလောင်းကိုအောက်စရက်လှဲစခန့်ရအောင်ဝိုင်းဝန်းထမ်းဖို့ကတဲ့ကြနေရယ်။လှဲစခန့်ရောက်တော့တကြီးကအစီစဉ်ဆွဲရော်တယ်။လှဲတွေဝိုင်းကားကြဟဲ့တင်စရာရှိရပါလေဝိုင်းတင်ကြ။လူတွေကိုဝင်းစီဆွဲလဲနေတဲ့လှဲတာတင်လိုက်။အားလုံးတင်ပြီးကြတော့တာတို့ရဲ့ဒုက္ခရဲ့ငကြွဲရဲ့မင်းတို့သောကောင်ကငါနဲ့သူတို့ရွာအရောက်လိုက်ဖို့ကြမယ်။ ကျန်တဲ့သူတွေကတော့ရွာကိုပြန်ကြတော့ရွာလူတို့ကလည်းပြန်သွားကြတယ်။တာတင်တို့လဲဖွဲ့လဲထွက်သွားကြတော့တယ်။တနေ့ကမနာမနေနဲ့မောင်းလာကြရာတာတင်တို့ကျွဲချံကုန်းရွာကိုညနေ၄နာရီမှရောက်လာကြတယ်။ရွာထိပ်ကိုရောက်တော့တကြီးဥပမီကလဲရီတီနာဖြုတ်ကြဟဲ့။မောင်ရင်ကရွာထဲကိုသွားတေသူရဲ့မိသားစုဆွေမျိုးအတိုင်းဝိုင်းကိုအကျိုးအကြောင်းပြောပြီးခေါ်ခဲ့။ရွာတကြီးကိုလည်းတခါတည်းခေါ်ခဲ့။မိတို့ပြောရမလဲဆိုတဲ့အတွေးနဲ့တူလေးလံတဲ့ခြေလမ်းနေနဲ့ရွာဝင်လာရတယ်။ မြေတို့စပြောရမှန်းကိုမတွေးတန်းအတန်ကြာတော့ရွာထဲမှာတကြီးဥပဘုခေါင်းဆောင်တဲ့လူတစုထွက်လာကြတယ်။တာတင်ရတကြီးဥပဘုနောက်မှာကုတ်ကုတ်လေးလိုက်ပါလာပါတယ်။သူနောက်မှာတော့တငယ်ချင်းတွေဖြစ်တဲ့စံအေးနဲ့အောင်မူကစိတ်စိတ်ကလေးလိုက်လာကြတယ်။ငယ်ရိုးရဲ့ဆွေမျိုးတစ်တိုက်ကတော့ငူယိုလေးရဲ့လိုက်ပါလာကြတော့တယ်။သူတို့ဖွဲ့လဲလှဲတွေဖြုတ်ထားတဲ့နေရာကိုရောက်တော့စကန်းရွာတကြီးဥပမီကဥပဘုကိုစတင်မိတ်ဆက်လိုက်တယ်။ကျွန်တော်ကစကန်းသာရွာတကြီးပါ။ ထို့အခါဥပပုကလည်းလေးစားစွာဖြင့်ကျေးဇူးတင်ပါတယ်ဗျ။တာတင်ပြောပြလို့အားလုံးသိပြီးပါပြီ။ဒီကောင်တာတင်တော်တော်မိုက်တဲ့ကောင်မင်းတို့ကနေရတကမိုက်တီမိုက်ကတဆူတိုးလှုပ်ချင်ကြတာဟုတ်ကွ။တာတင်တယောက်ဘာမှမပြောနိုင်။ဖုန်းကအတွက်စိတ်မကောင်းစိတ်တီးတိုက်တာတမျိုးသူမစင်စားမစင်ကြင်လုံခဲ့မိရအောင်လဲနှောင်းနာရနေရ။တကြီးဥပပုကတာတင်ကိုစူရွေးအာရမ။ကဲပြီးရရထားလိုက်တော့စံအင်းနဲ့မှာဘူး။ မင်းတို့ကြွက်တို့တို့ခွေးပူတို့ဝက်ကြီးရိုးနဲ့တာမင်မိလှုပ်တင်တာလှုပ်ကြ။တာတယ်။မင်းဧသည်ရီကိုငှအိတ်ခေါ်လိုက်ခဲ့။ထမင်းစာရောမယ်။သူတို့အားလုံးတကြီးအိမ်ကိုလိုက်ခဲကြတော့တယ်။တကြီးအိမ်ကိုရောက်တော့တကြီးကရှင်မကြီးမငွေမြေရင်ွေးချမ်းနဲ့စားစရာလေးပါလေယူခဲ့ပါအောင်။ထမင်းလည်းချက်အောင်ဟဲ့ဒီမှာဧသည်ရီပါလာတယ်။ကဲကိုပါမိထိုင်းပြ။မောင်ရင်တို့ထိုင်ကြ။တကြီးဥပမီနဲ့တာဒုဒုခငကြွဲတို့ကနေရာတီးတီးကိုထိုင်နေကြတယ် တကြီးဥပါဘူးကလည်းတဖက်ခုံရှိပေါ်ထိုင်လိုက်တယ်။တာတင်ကတော့ဥပါဘူးရဲ့ဇနီးကိုရင်သွေးကျတဲ့အမီးတွေကိုဝိုင်းကူပြင်ဆင်တက်ယူပေးပြီးတော့တကြီးဥပါဘူးနာခက်ရွတ်ရွတ်ဝင်ထိုင်လိုက်တယ်။တကြီးဥပါဘူးကတပြင်းတစ်ချက်ချလိုက်ပြီးတော့ကိုပါမီတောက်ပြမောင်ရင်တို့တောက်ကြွက်နေပါဦးကိုပါမီကဒီတစေကြီးကဒီလောက်ကိုတောင်းကျမ်းနေသလားဗျ။တောင်းကျမ်းပါမီကတကြီးရဲ့အဲ့ဒီနာတော်ရွာလေးဆိုဒီဇီယက်ကိုဝေးဝေးရရှောင်ကြတယ်လို့တော်တဲ့သူပေါင်းလဲဇီယက်ကိုအနားတော်မသိကြဘူး။ အဲ့ဒီညကလည်းသူတို့အော်တန်နေကြတော့ကျုပ်လည်းရွာထဲလူစုပြီးတွားရရင်ကောင်းမလားရွာပေါက်ကစောင့်ကြည့်နေရဟုတ်ပါပြီအဲ့ဒီအကြောင်းနေတော့တာတင်ပြောပြလို့အားလုံးသိပြီပါပြီဒီတစေကြီးကဘယ်ရဘလို့ဖြစ်ပြီးရောက်လာတာလဲပြောပြပါအောင်ကျွန်တော်တို့လည်းသိရတာပေါ့ကျုပ်တို့လည်းရဟန်းတန်ဃာတွေပြင်ပြီးကောင်းမှုကုသိုလ်တွေပြုအများတန်းဝေပရိတ်တွေရုပ်လောက်တာ300000လောက်ရှိပြီ တစေဖြစ်ပြီးဒီစီရက်ကိုဆွဲလန်းလို့မကျုပ်ဘူးဗျဒီလူရဲ့ဇလန်းစာအတီလို့သူ့နာမည်ကချမ်းသာတဲ့ကျွန်တော်တို့ရွာစပြီး အနားတစ်ဝိုင်းမှာရှိတဲ့ရွာတွေကိုမိသွေးတွေဝယ်လိုက်။ရာသီကျိန်းနေဆိုမြင့်မိုးမြောင်ကြုတ်သည့်ထင်းရဆာပြားရည်တို့ဝယ်ရင်းပြူရင်နဲ့ဒီနားတစ်ဝိုင်းကရွာတွေကဥချမ်းသာဆိုပြီးလူတီများလာတာဗျ။တင်းနေတော့ကြတော့ဒီနားတစ်ဝိုင်းကရွာတွေမှာအလုသမားတွေငါပြီးထုံးဖို့တယ်။ပြီးတော့တစ်တေလည်းအယောင်းဝယ်လုပ်တယ်။ထုံးဖို့ကအလုသမားတွေကတစ်ခုတ်တဲ့အလုသမားတွေအားလုံးစားဝတ်နေရေးကျန်းမာရေးဘာမှလူလေသေးမရှိဘူး။စေတနာကလည်းကငယ်လဲငယ်ညာတယ်။အလုကလည်းအတော်လုံးတဲ့လူဗျ။ ဥပမီယစကားတော်တော်ရှည်သွားပြီမို့ချောင်းတချံဟန်လိုက်ကနားထောင်နေသူအပေါင်းကိုတစ်ချက်အ깨ခတ်ကြည့်လိုက်တယ်။ငှဲ့ထားတဲ့အကြမ်းမကန်ကိုတကြိုင်းမြတောက်လိုက်ကစကားကိုဆက်လိုက်တယ်။ဒီတော့ဗျာကျွန်တော်နားတဝိုင်းရွာတွေမှာသူ့ကျေးစုကင်းတဲ့သူခက်ရှားရှားပေါ့။ကိုချမ်းသာကိုအားကိုးကြတယ်ပေါ့။သူ့ကိုမန္တလေးရောက်ကားလို့သာတည်ရ။ဘယ်နေရနေတယ်ဆိုတာမသိကြအောင်အမှုမဲ့အမှတ်မဲ့ပေါ့။ဒီလိုနဲ့တနေ့မှထုံးမှုကလည်းမီးသိမ့်ပြီ။တစ်တရာလည်းစုံနေပြီ။အရေးကြီးရဲ့အချိန်ဆိုတော့ ူဟာမျိုးကိုမပြောင်းမဲ့အလုသမားတွေနဲ့တော်ထဲမှာအတူအိတ်အတူစားနဲ့သူကိုယ်တိုင်ကြက်ကြက်မက်မက်လုပ်နေရတယ်အမတ်မတင်ငှက်ပြားဝင်ပါလေရောသူကျမကြီးမကောင်းမှမိုးကလည်းလာနဲ့ချီပြီးတော့မလင်းမဲ့ရွာတာပြုတ်အလုတရားလည်းတပိုင်းတစတိုးလို့တန်းတန်းတွားရင်လာရခတ်တူတူပြောကြပါစို့သူကဒီငှက်ပြားနဲ့ပဲဆုံးသွားရှာတယ်မိုးရီရလည်းမလင်းတွားရင်လာရရဲ့မလွယ်တော့ရွာနီးချုပ်ဆက်ကနီးဆက်ရတန်းကားတော်တွေပြင့်ပြီးဒီအောင်စည်းရမှာပဲမိုးရွာကြီးရမှာတချို့လိုက်ရတယ် မိုးရီလင်းတော့သူ့အတိုင်းဝိုင်းကိုရှာကြံပြီးအကြောင်းကြကြတယ်။သူ့မိသားစုနဲ့သူ့အတိုင်းဝိုင်းနေကျွန်တော်အိမ်ကိုရောက်လာပြီးတော့တန်ငါတော်တွေပြင့်စုံးနေပါရိကတ်ကောင်းမှုကုသိုလ်ပြုအများတန်းဝေပြီးပြန်သွားကြတယ်။ဒါမှမဲ့မကြောင်ခင်မှာတည်င်းရကြားလာတယ်။ဦးချမ်းသာတစ်စီဖြစ်ပြီးအောက်စီရက်မှာမကျုပ်ဘူးဆိုတာပဲ။တချို့ကလည်းကိုတွေးတွေးခဲ့တယ်ပေါ့။အဲ့ဒါနဲ့ဒီစီရက်ကြီးကိုဝေးဝေးရှောင်ပြီးစခန်းချဖို့နေနေတာတာတိရမတိရဲကြတော့ဘူး။ဥပမာမီယာမောသွားပြီတဲ့။တပြင်းတစ်ချက်ချလိုက်တာ လက်မညှက်ထားတဲ့ဈေးလေးကိုမင်းကြီးဖွာရှိုက်လိုက်ပြီးစကားကိုအဆုံးသတ်လိုက်တယ်။"အင်း၊ကိုချင်းစာပါတယ်ဗျ။အစွဲလန်းကြီးရှာတာ ਉ ။ကဲတာတယ်။မင်းအကြီးလေးနဲ့ထမင်းပွဲဝိုင်းပြင်ကွာ။စကားကောင်းနေလားတာ။အဲ့တဲ့တွေလည်းထမင်းစာရောပေါ့။ဒီလိုနဲ့ဖိုးငှက်ကိစ္စလည်းပြီးလို့အဲ့တဲ့တွေလည်းသူတို့ရွာကိုပြန်သွားကြလေတယ်။တာတင်တို့ဆန်အီတို့အောင်ပုလို့လဲတော်တက်မယ်ဆိုတဲ့စကားကိုမပြောကြတော့တနေ့ကြာဒီချိန်ကိုရောက်လာလေအာလုံးတာတင်တို့ ဧကုပြည့်မှာစုံကြပြန်နေတယ်။အလုံးကငှက်ယိုအကြောင်းတတိတရပြောနေရဲ့။ယုတ်တရတာတရကဲတော်တက်ကြအောင်ဆိုလား။ဟုတ်တယ်ဗျ။အလုံးမရှိရပြင်းတယ်။ဆန်အေးကတော့ဒီတကဒိုသုံးဘွဲ့လုံးစုတက်မယ်။အောက်စရဲ့စကန်ဘလို့ပြောင်းသွားပြီလဲဆိုတာသိကျင်နေတာ။ဟုတ်ပါတယ်။လူဆိုတဲ့သဘောကလည်းကြောက်စရာအောင်မှကြည့်ကျင်တာ။မမြင်စေချင်အောင်မှကြည့်ကျင်တာတဘာဝဟုတ်ဗျ။ဒီလိုနဲ့သူတို့တော်တက်ကြပြန်လေတယ်။သုံးဖွဲစုတက်ကြလာဆိုတော့လူအားလဲအားတောက်နေ စံအေးကစလိုက်တယ်။ဘလို့လဲ။တို့အောက်စရက်စခန်းမောင်းရအောင်။အချိန်ကမနှက်စင်နိုင်ရှိသေးရဲ့။တာတရားဒီတခါတော့တတိရှိထားလိုက်တယ်။ပြတ်မောင်းတာကိစ္စမရှိပါဘူး။နေခင်းမယ်။နားတော့မနာကြနဲ့။ငါရှုံရှုံရှက်ရှက်တွေမဖြစ်ချင်ဘူး။အေးပါ။တို့ကလည်းအဲ့ဒီမှာနားဖို့တော့စိတ်တော်မကူးပါဘူး။မောင်းလာလိုက်ကြတာအောက်စရက်ကိုရောက်လာပြီ။လှဲဖွဲ့တာအာလုံးငြိမ်သွားကြပြီးတော့အောက်စရက်ကိုအကဲခဲကြည့်ရှုကမောင်းနေကြတယ်။အောက်စရက်ရဲ့မြင်ကွင်းကလုံးဝပြောင်းလဲနေပြီ။ မီးလောင်ထားတဲ့ဇရက်တိုင်းမဲမဲငုတ်တူလေးရဲ့ပြာပုံနေဖုံးနေတဲ့မီးလောင်ပြင်ဖြစ်နေလေတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဘိုးတာတင်ရေးသားထားတဲ့အောက်ဇရက်စခန်းကတစီကြီးဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။